1929မှာ George Lemaitre ဆိုတဲ့လူကသိပ္ပံပညာရှင်နာမည်ကြီးတဲ့သိပ္ပံပညာရှင်ကသူက Big Bang Theory ကိုသူစပြီးပြောလာဒီစัจ java လာကတဲ့နော်ဒီဂျိုနက်ခတ်တွေကျေတာရတွေကောင်းကင်မြေကြီးအားလုံးကျွန်တော်တွေ့မြင်ရတဲ့ရုပ်ထုတွေအားလုံးကအစရှိတယ်သူပြောတာအစရှိတယ်ဒါပေမဲ့သူပြောတာကတော့ကျန်းစာတော့သူမထောက်ခံဘူးကျန်းစာတော့သူကဖယ်ထားခြင်းတယ် ဒါပေမဲ့အရင်တော့အစမရှိဘူးလို့ပြောတဲ့သိပ္ပံပညာရှင်တွေအားလုံးကအခုကဘာပြောလာလဲအစရှိတယ်အဲ့ဒါကဘာလဲဆိုတော့ပေါက်ကွဲမှုဖြစ်စဉ်ကနေစပြီးတော့ပေါက်ကွဲပြီးဖြစ်လာတာ big bang theory ဒါသိပ္ပံပညာရှင်တွေအများစုလက်ခံစက်ကြောလာဘယ်ကစလဲဆိုတော့ကြီးမားတဲ့တေးသေးလေးပေါက်ကွဲခြင်းเนาะကြီးမားဆိုတာပေါက်ကွဲမှုကနေကဘာကြီးဖြစ်လာတယ်เนาะလူတွေဖြစ်လာတယ်တတဝါတွေဖြစ်လာတယ်နေတွေဂျိုးတွေဖြစ်လာတယ်အဲ့ဒီကနေဒီလိုကျဲကျဲပြီးတော့မှသွားပြီးတော့မှအချိန်တဟုန်နဲ့ဒီလို ချဲ့ကားနေတာလေစက်ကြောလားအခုမှဒီမှာတွေ့ရတယ်ခေါင်းလောင်းကြီးတခုလို့သူ့မှာအစားရှိတယ်လို့ပြောအဲ့တော့အဲ့ဒီအစားကဘသူလောက်တာလဲကျမ်းစာမှာပဲပြောထားတာအစားဦးနိုင်ဘုရားခင်ဒီကောင်းခင်တဲ့မြေကြီးကိုဖန်ဆင်းတယ်ဖန်ဆင်းရှင်ဘုရားရှိတယ်ဆိုတာအစားရှိတယ်ဆိုတာကျမ်းစာမှာပဲပြောထားတာလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကလေးကပြောတာသိပ္ပံပညာရှင်တွေက1920ခုမှစတွေ့တာအစားရှိတယ်